ဆက်ပေးမယ့်အခန်းရဲ့ဒီညာကတော့ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့တောင်ကလာပါမြို့နယ်စနေရက်ကွန်မာကလန်းသွဲမိန်လမ်းမကြီးတစ်ခုဖြစ်တဲ့ရတနာလမ်းမကြီးကျောကမှာတည်ရှိနေရပဲဖြစ်ပါတယ်ရှင်အခန်းရဲ့ဝင်ပေါက်တကားမှာဆိုရင်တန်ပန်းတစ်ထပ်ကိုတက်ဆင်ပေးထားပြီးတော့ကျွေပြားတွေခင်းပေးထားမယ်အိတ်ခန်းရဲ့အဝင်ဝတကားမှာဆိုရင်တစ်သားတကားကိုတက်ဆင်ပေးထားပြီးတော့အိတ်ခန်းအိတ်ခန်းတွေမှာ ပါကီးတွေခင်မိထားမယ်။ဒဘယ်ဘရွန်တခန်း single တခန်းပါရှိရဖြစ်ပါလိမ့်ရှင်။အဲကမ်းမှာဆိုရင် TV စင်ကိုကက်ဘိနက်တွေနဲ့အလှဆင်ပေးထားတယ်။နိုင်ရန်မှာ wallet တွေတက်ဆင်ပေးထားပဲဖြစ်ပါတယ်။မျက်နှာချက်ကောနစ်မီသီမီဆိုင်တွေနဲ့အလှဆင်ပေးထားပြီးရော sofa set တွေပါမယ်။ခရီးကန်းတည်တန်လည်းပါပါသေးရှင့်ခရီးကန်းမှာဆိုရင်ဗရင်ပေါက်လေးထားပေးထားပြီးတော့ light ကလည်းတက်ဆင်ပေးထားပါသေးရှင့် ပတင်းပေါက်တိုင်းဟာဆိုရင်တာမန်ထက်ကျေဝန်ပြီးတော့ဒီဘက်ဘေးဘက်မှာဆိုရင်တိုက်မြင့်မရှိတဲ့အတွက်ကြောင့်မို့လူကြီးမင်းတို့အနေဖြင့်လေဝင်လေထက်နဲ့အလင်းအောင်ကောင်းစားရရှိမှာဖြစ်ပါတယ်ရှင်။ပတင်းပေါက်တိုင်းပတင်းပေါက်တိုင်းမှာ Roma blind နဲ့တက်ဆင်ပေးထားပဲဖြစ်ပါတယ်။လူကြီးမင်းတို့အနေဖြင့်ရေတွေမီးတွေအလုံးလောက်အသုံးပြုလို့ရဖို့အတွက် breaker တက်ဆင်ပေးထားပါတယ်။မီတာတော့200ကျော်ဖြစ်တဲ့အတွက်ကောင်းကောင်းအသုံးပြုလို့ရပါတယ်ရှင်။အဲကန့်ကျေဝန်တဲ့အတွက်ကြောင့်မလို့ coffee tea ပဲ air con stand နဲ့ထားရှိလို့ရပါသေးတယ်ရှင်။ ရှောက်လမ်းမှာကျဲတယ်ညနေချက်ကောနေမီးအမြုပ်တွေနဲ့အလှဆင်ပေးထားပြီးတော့ခန်းတကားဟာဆိုရင်အေးသွေးမြင့်တဲ့တကားကိုတက်ဆင်ပေးထားပြီးတော့ပါကေးတွေခင်းပေးထားမယ်ညနေချက်မီးလိုင်းတွေနဲ့အလှဆင်ပေးထားပဲဖြစ်ပါတယ်ရှင့်ဒီကံဆိုရင်အိမ်သုံးလျက်စင်ပစ္စည်းအသုံးပြုဖို့အတွက်ရေလိုက်မီလိုက်စိမ်းလိုက်နေအသစ်ပြန်ဆွဲပေးထားရပဲဖြစ်ပါတယ်ရှင်။ ဒုတိယအခန်းမှာဆိုရင်အရေးသွင်းမြင့်တဲ့တကားကိုတက်ဆင်ပေးထားပြီးတော့ပါကီးတွေခင်းပေးထားမယ်မျက်နှာချက်မိသီးမိရွဲလေးနဲ့အလားအဆင်ပေးထားပဲဖြစ်ပါတယ်အင်ရှင်မားတို့စိတ်တိုင်းကြမိဖို့ဆောင်ကိုအလားဆုံးပြင်ပေးထားပဲဖြစ်ပါတယ်မျက်နှာချက်မှာဆိုရင်ကောနစ်မီသီမီမြုပ်တွေနဲ့အလှဆင်ပေးထားပြီးတော့ပရာဒိုကူကာပါမယ်။အောက်ဖက်အပေါ်ဘက်တွေမှာကက်ဘိနက်တွေကိုတက်ဆင်ပေးထားပြီးတော့ဆွဲကက်ဘိနက်တွေပါမယ်။ ပကံနေထဲဖို့အတွက်ပါမယ်ဒီဘက်မှာဆိုရင်လူကြီးမင်းတို့ပကံရေးစေးပြရတဲ့ပကံစစ်ဖို့အတွက်စတိပကံစင်လည်းပါပါသေးတယ်ရှင်ရေချိုးကန်းအိမ်သားတော့တည်တန့်ပါရှိပါတယ်ရေချိုးကန်းမှာဆိုရင် PPC ကတဆင်ပေးထားပြီးရောရေတိုင်းကြီးတစ်လုံးပါဝင်မယ်ကျေးပြားခင်ကျေးပြားရေးကပ်ပေးထားပြီးရော function ၅မျိုးပါတယ်ရှာဝါလည်းထည့်သွင်းပေးထားပါတယ်ရှင် toilet မှာဆိုရင်ကျေးပြားခင်ကျေးပြားရေးကပ်ပေးထားပြီးဘိုးတိုင်းအိမ်သားအစ်တစ်လုံးကိုတဆင်ပေးထားပဲဖြစ်ပါတယ် အနောက်ဝရဏမှာဆိုရင်အဝေးလျှော်ဆက်ထားဖို့အတွက်နေရာကိုတီးတန့်လေးလုပ်ပေးထားပဲဖြစ်ပါတယ်။ခြေပြားလေးခင်းပေးထားမယ်။အုပ်ပေါင်းကမြင့်တယ်။ ်လင်းငင်းထွက်ခိုင်းကျင်တာပဲဖြစ်ဖြစ်အဝတ်လှမ်းကျင်တာပဲဖြစ်အရာအလုံးအဆင်ပြေစေမယ်အနောက်ဝရဏာပဲဖြစ်ပါလေရှင်ပေ40 60ကရဲမြေပေါ်မှာရင်ခွဲတိုက်ဆောက်လုပ်ထားပြီးတော့တခန်းချင်းစီရဲ့ပေချေရ18ပေ54ပေကျဲဝန်းပါလေရှင်အခန်းရဲ့အလွှာကတော့ဒုတိယတက်စစ်စစ်ဖြစ်ပြီးတော့အခန်းရဲ့အမြင့်ကတော့9ပေအမြင့်ပဲဖြစ်ပါလေရှင်လူကြီးမင်းတို့အနေဖြင့်တိုက်သစ်ဆဆလူမနေရသေးဘူးအလုံးစုံပြင်ဆင်ထားတဲ့အခန်းလေးတစ်ခန်းကိုလိုချင်ပါလေဆိုရင်ဒီအခန်းလေးရှိပါလေရှင်တလွှာတခန်းစီမှာကိုပ ိုင်မီတာကိုပိုင်မော်တာများတက်ဆင်ပေးထားပြီးတော့လူကြီးမင်းတို့ရေအလုံးအလောက်အသုံးပြုဖို့အတွက်အဝီစီတွင်ဂျိုးပြူနှစ်လိုင်းပါရှိရပဲဖြစ်ပါတယ်ရှင်ချင်းစင်ကြောင်ညာပေးခဲ့တဲ့ဒီခန့်ကိုစိုင်းနေတက်လို့တိရှိခြင်းနဲ့ဝဲယူခြင်းနဲ့ဆိုပါကလူကြီးမင်းတို့အနေဖြင့်ရှင်စင်ကိုချိတ်ဆက်ပေးပါရှင်ရှင်စင်ကလူကြီးမင်းတို့စိတ်တိုင်းကြလိုက်လံပြသပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီလိုအခမ်းပေါင်းများစွာကိုနောက်ရက်များမှာရောင်းချပေးသွားမှာမလို့ follow နေပေးခဲ့ပါရှင့်အားလုံးကျေးဇူးပါ